ဘုရားသခင်၏ကောင်းကြီးမင်္ဂလာအပြားပြားတက်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းကြီးပေးပါ၏14ရက်17လ2025တောက်ကြနေနေစဉ်တတ်ဝင်စားဆောင်ကိုအတူတကွဖတ်ရှုခြင်းအပြင်သာရဘုရားအားပုပြုကိုးကွယ်ကြပါစို့ကျွန်ုပ်တို့ဤကဘာကြီးကိုပြောင်းလဲရန်လုတ်ပိုင်ခွင့်အာနာပေးခြင်းခံရသည် ငါခမီးတော်ဤဂတိရှိသည့်အတိုင်းတင်တို့၌ငါပြအောင်မည်တို့ဖြစ်၍တင်တို့သည်ကောင်းကင်က တကိုးကိုမခံမီတိုင်အောင်ယေရုရှလင်မြို့၌နေကြအောင်လောဟုမိန့်တော်မူ၏ရှင်လူကာခန်းကြီး24အငယ်49တခင်ယေရှုသည်မတည်ဆုံးမီမြုပ်နှံတကြွခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းမတိုင်မီတွင် တပည့်တော်များနှင့်အတူသုံးနှစ်ခန့်နေထိုင်ခဲ့သည် ထိုကာလအတော်အတွင်းသူတို့သည်ကိုရော့ထံမှတင်ယူပြီးကိုရော့နှင့်အတူသွားလာကာကိုရော့ဤအံ့ပွဲအမှုများကို ကြည့်ရှုပြီးသူဤတည်င်းစကားကိုကြားနာကာကိုရော့ထံမှခွဲဝေပေးခြင်းကိုလက်ခံခဲ့ကြသည်သူတို့သည်တည်င်းစကားကိုရရှိပိုင်ဆိုင်ထားပြီးခေါ်ယူထားခြင်းရှိကာလက်ကျင့်တင်ကြားပေးခြင်းများ ရှိခဲ့ပါသည်တို့တိုင်အောင်သူတို့သည်တာသနာလုပ်ငန်းထဲသို့ခြေလှမ်းမလှမ်းသေးမီကိုတော်သည်သူတို့အားဤအရေးကြီးသောညွန်ကြားချက်ကိုပေးအပ်ခဲ့သည်ကြည့်ရှုလောငါခမည်းတော်ဤဂတိရှိသည့်အတိုင်းတင်တို့၌ငါပြုအုံးမည်သူဖြစ်၍တင်တို့သည်ကောင်းကင်ကတကူးကို မခံမီတိုင်အောင်ယေရုရှလင်မြို့၌နေကြအောင်လောဟုမိန့်တော်မူ၏ရှင်လုကာအခန်းကြီး24အငယ် 49တနည်းဆိုရတော့သူတို့ဒီအခြားသောသဘောအရာအစဉ်တင်ဖြစ်နေတော့လေနောက်ထပ်တစ်ခုလိုအပ်နေပါသည်၎င်းမှာငါခမည်းတော်ဤဂတိတော်ဖြစ်သည်ထိုဂတိတော်သည်တန်ရှင်သောဝိညာဉ်တော်ဖြစ်ပြီးဝိညာဉ်တော်မပါမရှိဘဲသူတို့ဤကြိုးစားအားထုတ်မှုများသည်ဖယားပဂတိအကျိုးရလက်များထရှိလာမည်မဟုတ်ပေတို့တော်ကိုရောနှင့်အတူဆိုပါက သူတို့သည်ထိရောက်မှုရှိပါလိမ့်မည်ထို့နောက်ထိုအရာသည်အတိအကျဖြစ်ခဲ့ပါသည်တမန်တော်ဝိတုအခန်းကြီး2အငယ်14မှ51တွင်သခင်ယေရှုကို တချိန်ကညင်းပယ်ခဲ့ပူသောပေတရုသည်လုကာအခန်းကြီး27အငယ်1မှ26ပင်တေကုတ်တီပွဲနေ့တွင်ရဲရင်စွာထား၍လူ3000ကို ပြောင်းလဲစီသည့်တကူကြီးသောတည်င်းစကားကို ဟောပြောခဲ့သည်ကို ရှင်လုကာရှင်းပြခဲ့သည်ထို့အခါတကြိတ်တပါးသော တမန်တော်နှစ်တကွာပေတရုသည်ထလျက်ထိုသူတို့ကိုကျဲသောအတန်နှင့်ဟောပြောသည်ကတမန်တော်ဝိတုအခန်းကြီး1အငယ်14ပေတရုသည် ထိုနေရာတွင်ရပ်မနေခဲ့ပါတမန်တော်ဝိတုအခန်းကြီးလေးအငယ်၄တွင် သူနှင့်ယောဟန်တို့သည်ခြေစွန့်သောလူကိုကုသပေးပြီးနောက်တွင် သူသည်ရဲရင်စွာတဖန်ဟောပြောပြီးတမာကျမ်းစာကတရားနာသောသူအများတို့သည်ယုံကြည်ခြင်းသို့ရောက်၍အေးအတွက်အားဖြင့်လူငါးတောင်များလောက်ရှိကြ၏ဟုမိန်တော်မူ၏ထိုအရာသည်ထိရောက်မှုဖြစ်ပါသည်၎င်းသည်ဖျားပကတိ၏အရှိန်ဖြစ်ပါသည်တန်ရှင်သောဝိညာဉ်တော်အားဖြင့်ရှင်ပေတရု၏ ပြင်သို့ထွက်ပြေးဖြန့်ကျက်မှုသည်လျင်မြန်စွာကျေပြန့်လာပြီးရလက်အနေဖြင့်အချိန်တိုအတွင်းတွင် လူထောင်ပေါင်းများစွာကိုကဲ့တင်ချင်းခံခဲ့ရပါသည်ယနေ့ကျွန်ုပ်တို့တွင် ထိုတူညီသောတန့်ရှင်သောဝိညာဉ်တော်ကို ပိုင်ဆိုင်ထားပြီးရလက်များသည့်အတူတူပင်ဖြစ်ပါသည် ကိုတော်သည်ကျွန်ုပ်တို့အားထိရောက်တော်တသက်ခံများဖြစ်စေပါသည်ကျွန်ုပ်တို့သည် ထိုအခွင့်တကောအာနာရှိရာ နေရာထဲသို့ရောက်ရှိစေရန်ကြိုးစားနေသည်မဟုတ်ပဲကျွန်ုပ်တို့သည်ထိုတကောအခွင့်အာနာနှင့် အနှင်းထားခြင်းကို ခံထားရပြီနှင့်ပါပြီ တမန်တော်ဝတ္ထုအခန်းကြီး1အငယ်8ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဤကဘာကို အေဝံဂေလိတရားဤအမှုဆောင်များအဖြစ်ပြောင်းလဲပြည့်ရန် အခွင့်အာဏာရရှိထားပြီးဖြစ်သည်နှစ်ကောရိန္သုအခန်းကြီး3အငယ်9မှ6ကျွန်ုပ်တို့သည်ကဘာတဝန်းလုံးရှိလူနေမှုဘဝများကိုလွှမ်းမိုးမှုပြုပြီးပုံတံပြောင်းလဲစီပါသည်ကျွန်ုပ်တို့သည်ဘုရားသခင်ရည်ရွယ်ထားသည့်အတိုင်းတကူအခွင့်အာဏာနှင့်ညင်း၍မရသောရလတ်များနှင့်အတူ အတိအကျလှုပ်ဆောင်နေပါသည် ကျွန်ုပ်တို့သည်ဝိညာဉ်တော်၏အရှိန်ဖြင့်၍လျားနေပါသည် အကြောင်းမှာတမကျန်းစာက အမှုတော်ကိုတရားသဖြင့်ပြည့်စည်စေခြင်းကဆုံးဖြတ်တော်မူမည်သာဝရပြားသည့်မြေပေါ်မှာဆုံးဖြတ်တော်မူသောအမှုကိုပြုတော်မူလိမ့်မည်ဟုဆိုထားပါသည်ယောမအခန်းကြီး9အငယ်28 ဤအရာတိတကူအဖြစ်မဟုတ်လူအစွမ်းဆအဖြစ်မဟုတ် အသက်ရှင်တော်မူသောဖယားသခင်ဤဝိညာဉ်တော်အဖြစ်ဖြစ်သည်၎င်းသည်ကျွန်ုပ်တို့အထဲ၌အလုတ်လုံနေသည့်ဖယားသခင်ဤဉာဏ်ပညာဖယားသခင်ဤအရှိန်အဟုန်နှင့်ဖယားသခင်ဤစွမ်းရည်ဖြစ်ပါသည်ဧဝံဂေလိတရားသည်အောင်မြင်နေပါသည် တိုင်းနိုင်ငံတို့သည်ဖွင့်လှစ်ထားကြပြီးရိတ်သိမ်းခြင်းသည် အရှံပဲဖြစ်ပြီးထိုအရာအလုံးသည် ကိုတော်ဤဘုံအတရေတော်ထံသို့ဖြစ်ပါသည်ထပ်၍လေလာရန်ကြံပါတမန်တော်ဝိတုအခန်းကြီး2အငယ်14မှ22အငယ်39မှ41တမန်တော်ဝိတုအခန်းကြီး1အငယ်8နှစ်ကောအခန်းကြီး3အငယ်9မှ16စုတောင်းခြင်းကို အတူတကွဝန်ခံကြပါစို့ချစ်တော်မူသောအဖာ ကျွန်ုပ်အထင်း၌အသက်ရှင်ပြီးဘဝအတ္တာနှင့်တာတနာလုပ်ငန်းတွင်ကျွန်ုပ်အားထိရောက်မှု ရှိစေသည့်တန်ရှင်းသောဝိညာဉ်တော်အတွက်ကိုရောကိုယေရှုတင်ပါ၏ကျွန်ုပ်သည်တကူဉာဏ်ပညာနှင့်အုတ်ချုပ်ဆိုးဆန်သည့်အခွင့်အာဏာထဲ၌ရှောက်လန်းနေပြီး ကိုရော့ထံပါတို့ဘုံအတရေကိုစောင့်ကျင်းပေးသည့်ရလက်များကိုထုတ်လုပ်ပေးကာကိုရော့ဤနိုင်ငံတော်ကိုဖယားပဂတိအရှိန်အဟုန်နှင့်တိုးတက်စေပါသည်သခင်ယေရှုနာမတော်မြတ်၌အာမင်တနစ်တာစံစာဖတ်ခြင်းအစီအစဉ်ဟေပြဲခန်းကြီး7အငယ်7ခွန်မှ 40ရေစကြည်လအခန်းကြီး10မှ10ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့နှစ်နှစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ရှင်ယောဟန်အခန်းကြီး7နှစ်အငယ်1မှ7 900အခန်းကြီး14ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့